ဒီညလေးမှာပဲဇောက်ချပြီးတော့ဗောနော်ဟိုရှင်မောင်းဦးဆိုတော့တော်တော်များများလေရောင်းကြတာများတယ်ဗောနော်အမားတို့ကြတော့ဒီမှာဇောက်ချပြီးတော့ဒီညလေးထဲမှာပဲတချို့ကြတော့လေအော်စားရှင်ရှာလိုက်ရှာရတယ်ဆိုပြီးတော့လေအဲ့လိုမျိုးဟောဖြစ်တော့ကိုရီးယားတွေညလေးထဲမှာပဲအခြေချပြီးတော့ရောင်းဖြစ်သွားတာဗောနော်ဒီညမှာစားအခြေချဖြစ်တာတော့10နှစ်ဝန်းကျင်ဗောနော်တခြားညမှာရောင်းတာနဲ့ဆိုတော့15နှစ်ဝန်းကျင်လောက်ရှိရအရင်တော့ဆိုကျွန်တော်တို့ကလီဘာယုံတို့အဲ့ဒီလာဝကယုံတို့မှာလိုက်ရောင်းနေလေနော်နောက်ပိုင်းကျမှသာဒီမှာအခြေချဖြစ်တာ အော်စာရောင်းတော့ကတော့ဒါတော့မိသားစုစားဝတ်နေရေးလောက်ပဲပေါ့နော်နောက်ပိုင်းကျတော့လေဟိုတခါတလေပေါ့ရာသူတူကြောင့်ဖြစ်ဖြစ်နားတာဖြစ်ဖြစ်အဲ့လိုနားလိုက်နေတော့တချို့ကလေဟဲအဲ့နေ့ကလာတယ်လေမထော်ဘူးသီလားလို့ပြောရင်စိတ်ထဲမကောင်းဘူးနော်။အော်စားသုံးသူကကိုယ့်စီကိုလာချာတာနဲ့ကိုကမရှိနေဘူးဆိုပြီးတော့စိတ်မကောင်းဖြစ်တယ်ပေါ့နော်။အတချို့ကျတော့လေနေမကောင်းဖြစ်နေတာအဲ့ဒါလေးစားချင်လို့လာတာမထွက်တော့လေဆိုတော့အဲ့အဲ့လိုမျိုးခွာဖြစ်တော့လေကိုကနောက်ပိုင်းဆိုရင်ဟိုပိတ်ရက်မရှိပေါ့နော်။ညာသွားဖြစ်တော့ပိတ်ရက်ကိုလေတတ်နိုင်တော့ရှောင်ပြီးတော့ပေါ့နော်။ခွာဖြစ်ပါတယ်တစ်နှစ်ပတ်လည်လုံးခွာဖြစ်တယ်။ ဘာလို့ဆိုကိုနားလိုက်တဲ့ရက်မှာပေါ့နော်ကိုကိုစီကိုစားတဲ့ customer တယောက်ကကိုလာရှာပြီးတော့လာစားမှာပေါ့နော်အဲ့ဒါမျိုးသူ့စိတ်ထဲမှာပေါ့နော်သူစားချင်နေတဲ့စိတ်ဖြစ်နေတဲ့အချိန်မှာမစားလိုက်ရမှာ哦အဲ့ဒါအဲ့လိုမျိုးစိတ်ပေါ့နော်အဲ့လိုဖြစ်မှာစိုးလို့ပေါ့နော်အဲ့ဒါကြောင့်မင်းအမေကဘယ်လိုဖြစ်ရမှာပေါ့ဆောင်းတော့ဆောင်းပါအလုံးအရင်နေနဲ့ဆိုရင်ဒါတအိတ်မှာအလုံး40လောက်ပါတယ်ဆိုတော့10အိတ်ဆိုရင်အလုံး400ပေါ့อืม ဖျက်မြလုံး400လောက်ကုန်တယ်တခါကျလို့စနေသတင်းငွေတွေပေါ့နော်လာစမ်းရက်တွေနဲ့ဆိုရင်တော့ကျော်တယ်900လောက်ထိကုန်တယ်အဲကျန်တဲ့အသီးတွေရောပေါ့နော်ဘာဖြစ်ဆိုပုံမှန်ရက်နဲ့လာစမ်းရက်မှာလာစမ်းရက်ကပုံရောင်းကောင်းတယ်အဲပုံရောင်းကောင်းတယ်အဲအကြောင်းပြင်ပြရှိမှာဖြစ်နေနော်ဒါညွာလေးက ပါခါစားကတော့အတီးရပုံမှန်ဆိုရင်နွေရာသီဆိုရင်တရတီဒီအရင်တော့ဒါယူရီယာသီးမဝင်ခင်ချိန်ရဆိုရင်တော့ဒီဟိုဟာဗမာတီးရရင်ခွဲသီးမချစ်စုပေါ်တဲ့ချိန်ပေါ့နော်ဒါတရတီချိန်မိုးတွင်းဆိုရင်တစ်တော်သီးအာမိုးတွင်းဆိုတစ်တော်သီးဆောင်းတွင်းဆိုရင်ဇီးသီးအဲ့လောက်ပဲရှိတာအဲနောက်ပိုင်းကျမှအခုဟိုအတီးတွေကလည်းများလာတဲ့ခါကျတော့ပေါ်တိုင်းလည်းများလာတော့လေအာကုန်တင်ဖြစ်တာစုစုပေါင်းဆိုတော့18မျိုးလောက်တော့ရှိလိမ့်မယ်အဲအများကြီးပဲဟုတ်တယ် ကတချို့တွေဆိုရင်ပြတ်သွားတဲ့အသီးတွေပေါ့နော်ဒါရာသီချိန်မဟုတ်ရင်ပြတ်သွားတယ်တစ်တော်သီးဆိုရင်လဲမိုးရင်းနှစ်လလောက်ပဲပေါ်တာမလကာသီးတွေပါတယ်ဆိုရင်လဲမိုးရင်းပြတ်ချိုးတယ်အဲဒီလိုຫນွေသီးဆိုရင်နည်းနည်းအချိုပေါ်တယ်အဲအဲ့လိုမျိုးရှိတယ်ပြီးတော့ပေါ်တာလဲလိုင်လိုင်ပေါ်တာနဲ့အဲနည်းနည်းရှာရှာပါပါဝယ်ရတာနဲ့အဲ့လိုမျိုးကွာတယ်အဲအရသာလဲအဲ့လိုပဲလိုင်လိုင်ပေါ်တဲ့အချိန်မှာနနတိဆိုလဲအဲ့လိုပဲမိုးရင်းဆိုရင်နနတိပေါ်တဲ့အချိန်ဆိုနနတိကချိုးတယ်အဲတန်တဲ့ရာတီဆိုရင် ရှင်းတာရှိတယ်စိမ့်တာရှိတယ်အဲအဲ့လိုမျိုးပေါ့နော်အဲအခါကျတော့ကိုကရာတီချိန်မှာတော့ရာတီပြီးရတော့ကိုကုန်တယ်ပေါ့နော်ကိုရောင်းကောင်းတယ်တချို့ကျတော့လဲ line ပေါ်မှာတွေ့ရပေါ့နော်အဲ့လိုမျိုးဟိုပထမတော်တော်များများကတော့ဒီကိုကလေးတွေပေါ့နော်ဘာဖြစ်ဆိုဒီမှာထတ်တင်တယ်လဲနီးတော့ထတ်တင်မှာအရင်တော့ကိုရဇီရောင်းတယ်လေဒီလိုပဲအတီးနှံနေရောင်းတယ်အဲ့လိုဆိုတော့ကလေးတွေတော်တော်များများနဲ့ကိုရအကျွမ်းတဝင်ရှိပြီးသားအဲ့လိုမျိုးဆိုတော့ ခလေးတွေအခုဒီမှာရောင်းတော့လဲတချို့ဆိုကြီးကုန်ပြီပေါ့နော်အသက်30လောက်ပြီတော့ဖြစ်ကုန်ပြီ30ဝင်ပတ်လည်လောက်ဖြစ်ကုန်ပြီအဲ30ပတ်လည်လောက်ဖြစ်ကုန်ဆိုတချို့တွေကလာပြီလို့ရှိရင်မာကြီးရောင်းနေတော့ပဲနော်အဲလာတော့ပဲနော်ဆိုတော့အဲ့လိုမျိုးအဲကျွန်တော်တို့ငငယ်တုန်းကလေးဆိုတော့ကိုယ်လက်မှတ်မိတယ်သူလက်ကိုမှတ်မိတယ်ပေါ့နော်အဲတချို့ဆိုလက်ဒီအောင်ဒုက္ခကိုပိုင်ထက်တန်းကြောင်းလေသူတို့အဲ့ဒီအောင်ဒုက္ခကြောင်းကအဲ့ဒီကြောင်းကြီးမဖြစ်ခင်သူတို့ကျူရှင်ပေါ်ပါကြတဲ့ကျွန်မတို့ဆိုရောင်းနေတာ အဲ့ဆိုအဲ့မှာကျူရှင်တက်တဲ့ကလေးတွေဆိုလဲအချို့ရေဆိုကြီးကုန်ပြီဟိုကြီးကုန်လို့ကလေးတွေပါနေတယ်ဘောနော်ကားလေးပါနေတယ်ပြန်လာစားကြတယ်ဘောနော်ဘလောက်ဘောကနေစဝယ်စားလို့ရလဲဆိုရင်ဒီမမန်းသီးတို့မယန်းသီးတို့ဘောနော်ဒီတောင်စည်းဖြူတို့ဒီမယန်းသီးဘောနော်နည်းနည်းရာသီပေါ်နေတဲ့အချိန်ရမ်းပေါ်နေတဲ့ဟာဆိုရင်ကျမတပွဲတစ်ထောင်ပဲအောက်ထစ်ဘောနော်တစ်ထောင်ခမ်းမြတစ်ထောင်ပဲရောင်းပေးရအခုရှားနေတာဆိုနည်းနည်းသီးဘောနော်နည်းနည်းသီးဆိုရာသီချိန်မဟုတ်တဲ့အတွက်ရှားနေလို့တပွဲကို2000ရောင်းနေဘောနော် အာကျန်တဲ့ဒီနှစ်မျိုးကို1500ဒီပုံမျိုးကို2000ပေါ့နော်အစုံဆိုရင်အစုံထည့်ပြီးတဲ့ဟာခုနှစ်မျိုးရှင်းမျိုးလောက်ပါတဲ့ဟာတပွဲကိုဆို3000ရောင်းတယ်အဲဒီလိုဘူးနဲ့အစုံဆိုရင်6000အဲ6000မှာမှတချို့က2မျိုးထဲပဲ6000မျိုးထည့်ပေးပါဆိုရင်လည်းကိုဟါကိုပြန်ထည့်ပေးတယ်အဲသူတို့ကြိုက်တဲ့ဟာဒီလိုပန်းတစ်တော်လိုပန်းသီးလိုတီးတန့်ဝယ်ခြင်းနဲ့ဆိုတော့ဈေးပြောင်းအပြောင်းလဲရှိရပါတော့အဲအဲ့လိုတယောက်စကားတယောက်နားနဲ့ပေါ့နော်တစ်ဆင့်စကားတစ်ဆင့်စကားလေးနဲ့ပေါ့နော် ကိုစီကိုလာရောက်အားပေးကြတယ်။ဩကျန်းဟိုဒီအချင်းပေါင်းဆိုင်လေးကကောင်းနေသွားစားကြည့်အောင်ဆိုပြီးတော့ဗောနော်လာပြီးစားကြတဲ့လူတွေကိုလည်းအကုန်ကျေးဇူးတင်တယ်။ဘာဖြစ်လို့အကောင်မထမင်းရှင်တွေပဲမို့လို့ဗောနော်။ဘာဖြစ်ကိုဒီနှစ်တည်းကြာကြီးရက်တည်လာနိုင်တာလဲဒီစားသုံးသူရဲ့ကျေးဇူးကြောင့်ပဲဗောနော်။အားကြောင့်စားသုံးသူတွေကျေးဇူးတင်ပါတယ်။